လင်းရောင်နေအေဂျင်ဟာလိမ်လည်သွားတာနဲ့ပတ်သက်ဟိုကညီအကို၃ယောက်ရှိတယ်နော်လူလိမ်ပေါ့နော်အဲ့ဒီရှုံနေညီကိုရာရှုံတော့ဒီအလောက်ရှာပေးမယ်ဆိုတဲ့လူတွေရှာဒီပိုစစ်တွေယူထားတယ်တထောင်ဒီတထောင်တွေကိုလည်းပြန်မအမ်းနိုင်မင်းနဲ့တို့ထွက်ပြေးနေပါတယ်အားလုံးပဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေမြမခုတင်ဆက်ပေးမယ့် video လေးကတော့စင်ကာပူเนาะမြန်မာပြည်ကနေပို့ပေးနေတဲ့ agent อ่ะเนาะ လာရောက်နေဆိုတဲ့အေဂျင့်ကလူလင်အေဂျင့်ပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြပြထားတဲ့အမားတရားရဲ့ view ခံလေးပဲဖြစ်ပါတယ်ဘူးတူတာလည်းရပြီးတော့အကုန်လုံးနဲ့ပြထားလို့ရအောင်လို့နော်ဒီမနက်တူဒီလေးဆုံးနေလိုက်ပါကြည့်ရှုပေးလို့ဖိတ်ခေါ်ချင်ပါတယ်ရှင် Hello မင်္ဂလာပါနော် ပြောစရာတွေကတော့အများကြီးရှိနေတယ်ပေါ့နော်ဒါတွေအတွက်လည်းအမပြောပြအောင်ပါပါကဲအခုတော့ခொနကတွေအမတင်ခဲ့တယ်လင်းရောင်နေအေဂျင့်က လိန်လေသွားတာနဲ့ပတ်သက်ပြီးတော့အမမူဗီလေးတင်ထားတယ်။အချက်အလက်တွေလည်းအမတင်ထားတယ်။လိန်သွားတဲ့လူတွေရဲ့ပုံမျိုးလည်းအမတင်ထားတယ်။ IP အတုနဲ့လိန်သွားတယ်ပေါ့နော်။ကဲသူတို့အကြောင်းအမပြောပြမယ်။သူတို့ကအမှတ်16ရက်ကွက်မြင်းချံမှာရှိတဲ့အမှတ်16ရက်ကွက်မှာ MERC ဆိုတဲ့တင်တဲ့အကြောင်းစာဖွင့်နေဖွင့်ပြီးတော့တရုတ်စာအင်္ဂလိပ်စာပေါ့နော်တင်နေပေါ့အဲ့ဒီတင်တဲ့အကြောင်းမြန်မာပြည်ရဲ့ထုံးစံတိုင်းပေါ့နော်တင်တဲ့အကြောင်းဆိုတာဟန်ပြပြီးရင်တင်တဲ့ တန့်ပြီးတော့စင်ကာပူကိုအလောက်ကင်ရှာပေးမယ်ဆိုပြီးတော့သူတို့ကဒီသင်တန်းကြောင်းဖွင့်နေပေါ့နော်အစတုန်းကတော့လူတွေပို့တယ်ပေါ့2021နောက်ပိုင်းမှာလည်းပို့နေသေးတယ်2023မှာ WPNDS တွေပေါ်လာတော့သူတို့တို့ကလှုပ်ရှားခွင့်ရမ်းဖြစ်သွားတာပေါ့ဗမာတွေကိုခန့်လိုက်ပြီးခေါ်လို့ပြီးဆိုတော့အိမ်မှာသူတို့တွေလှုပ်တယ်သူတို့ကညီအကို၃ယောက်ရှိတယ်နော်ဖြိုးဟိန်းမိုးအိမ်မိုးအိမ်ဆိုတာကကြတော့စင်ကာပူမှာသူကကြောင်းတက်ဖို့တော့သူကတော့ ခေါင်းကင်လူလိမ့်မော်နော်အဲ့ဒီဓာတ်ပုံလေးကိုလည်းအမ Facebook page မှာတင်ထားပါတယ်သူတို့ကဘောပွဲတွေရှုံနေညီကိုရမြင်းချံမှလည်းအခုမနေတော့ဘူးနော်မြင်းချံမှလည်းမနေတော့ဘဲနဲ့သူကဘောပွဲတွေရှုံတော့ဒီအလောက်ရှာပေးမယ်ဆိုတဲ့လူတွေရှာ deposit တွေယူထားတဲ့တထောင်ဒီတထောင်လေးကိုလည်းပြန်မအမ်းနိုင်မင်းနဲ့သူတို့ထွက်ပြေးနေပါတယ်နော်တချို့ကြတော့ IP အတုနဲ့စင်ကာပူထဲကို ခေါ်ပါတယ်။မပြောတယ်သူတို့လူတွေကတော့ရုတ်တရက်ဆို IP2 နဲ့ဘယ်လိုဝင်လာလို့ရမလဲဆိုတာစင်ကာပူကိုလုံးဝမလာဘူးသေးတဲ့လူတွေဆိုရင် immigration ကလွယ်လွယ်ကူကူပေးဝင်ပါတယ်။ဟိုအဝင်နာမှာပြန်ကန်နေဆိုတဲ့လူတွေကအရှိမဝင်ထားတာတွေရှိတဲ့အတွက်စင်ကာပူ immigration officer တွေကဩသူကအလုတ်လာရှာမယ်ဆိုတဲ့တန်တရားနဲ့ပြန်ပြီးတော့ထုတ်တာပါအလေလာတဲ့လူတွေဆိုရင် ICA မှာ immigration မှာ ဖြည့်တဲ့ form မှာပေါ့နော် entry visa မှာတို့ကဘယ်ဘာရည်ရွယ်ချက်နဲ့လာမယ်ဆိုတဲ့ဟာမှာဘလို့ဖြည့်ရလဲဆို visit လို့ပဲဖြည့်လိုက်တယ်အဲ့အတွက်ဆိုကိုယ့်ရဲ့ ICAU စာရွက်ဆိုတာဝင်လာရင် agent နေပြီးတဲ့စာရွက်မှာကြည့်ပါအမှန်ဆိုရင် IPA ရထားပြီးရဲ့လူက employment နဲ့ပဲဖြည့်ရပါတယ်နော် visit နဲ့မဖြည့်ပါနဲ့သူက visit နဲ့ဖြည့်တော့ visit ဆိုရင် auto တလာရတယ်လीအဲ့တလာနေဒီကလေးတွေကလည်းမသိဘောနော် IP ကိုလည်းမစစ်မိဘူးဒီ IC ရဲ့စာရွက်ကိုလည်းဩဝင်လာလို့ရဆိုဝင်လာဝင်လာပြီးဒီထဲရောက်တော့မှအလောက်ကမရ မလစင်းရသေးဘူးမစင်းရသေးဘူးနေတော့မှသူကအလောက်ကအဆင်မပြေတော့လို့ပြန်ရှာပေးမယ်ဘာညာနဲ့အဲ့လိုမျိုးပြောတယ်။အဲ့နဲ့ဒီကလေးတွေကတန်တရားရှိတော့ MOA ကိုသူတို့သွားစစ်တယ်တဲ့။မရှိဘူးမရောက်သေးဘူးပေါ့နော်။ MOA ကိုသွားစစ်တဲ့အချိန်မှာ MOA officer ကပြောလိုက်ပါတယ်။ဒီ IP ကအတူပါလို့ပြောလိုက်။အဲ့မှာမှသူတို့ဒီအချင်းချင်းဆက်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 မိနေအမရှိကိုရောက်လာကြတယ်ပေါ့နော်။အမတို့အချိန်တစ်ခုတည်းစောင့်နေတယ်။ဒီကောင်လေးတွေကိုလည်းဒီ visit visa တလာမှာသူတို့ကနေပြီး IP အတူဖြစ်သွားပြီဆိုတော့လေသူတို့ဟာဆိုအဲ့ link အောင်နေကိုပြောတယ်ပေါ့နော်။ ော်လင်းရောင်တွေကိုပြောရခြင်းမှာသူကအေးချမ်းကားကိုပြန်ပေးမင်းအလုတ်ရှာပေးမင်းနဲ့လောက်တယ်ပေါ့နော်ဒီဟာရ ICA ရဲ့တလ visit တလနဲ့ဆိုတော့တလအတွင်းမှာသူကပေးမင်းပေးမင်းနဲ့နောက်ဆုံးတာအောက်တိုဘာ၂ရက်နေ့ထိသူတို့ညီစောင့်နေတာမရတော့တဲ့အချိန်မှာမမရှိအနေပြီးတော့သူတို့ညီလာပြောကြတယ်ပေါ့နော်တချို့ interview တွေ interview ပြီးတော့လေမြန်မာပြည်ကနေ interview ပြီးတော့လေ deposit တွေယူထားတယ်အဲ့ဒါတွေလေ မပေးဘူးတချို့ကြီးအခုတော့နည်းနည်းပပရော်တဲ့ပုံစံမျိုးတွေနဲ့ပြန်လောက်တာလည်းရှိတယ်လုံးဝမရော်တာလည်းရှိတယ်ဘလော့သွားတဲ့လူတွေလည်းရှိတယ်အဲ့ဒီမှာသူတို့ကဒီစင်ကာပူက license agent ဆိုပြီးတော့ name card လေးတစ်ခုပေးတယ်ပေါ့နော်ဒီ license agent ကအမ အဲ့တော့အမားတို့စစ်လိုက်တော့ပေါ့နော်စစ်လိုက်တော့လိပ်စာကတော့မတူဘူးပေါ့ဒါပေမဲ့ license agent ဆိုပြီးတော့သူက name ကပဲ name ကကတော့ဘာဘာမှပဲဖြစ်ဘဲပုံနှိမ့်တိုင်မှာဖြစ်ရိုက်ပြီးတော့ name ကကပေးလို့ရတယ်လीသူကဒီလူပုံမှာဆိုအမားထင်တာတော့အဲ့လူတရုတ်ရုပ်ကလည်း online မှာတွေ့တဲ့ပုံတွေကိုပဲဒီလူတွေကပြထားလို့ထင်ပါတယ်အဓိကကတော့ mo aim နဲ့ဖြိုးဟင်းရသူတို့ကနေပြီးတော့ဒီလိန်လေကြတယ်ပေါ့နော် အမပြောတယ် WhatsApp က Singapore number ဆိုတိုင်းမရှင်ကြပါနဲ့ WhatsApp ဆိုတာ internet ရှိတဲ့ဘယ်နေရာတိုင်းမှမဆိုပြောလို့ရတဲ့အတွက်သူတို့က interview တွေပါတယ်လဲလုတ်ပြီးတော့ပြောကြတယ်ပေါ့နော်အဲ့မှာ Mo Aing ဆိုတာကစင်ကာပူမှာဟိုတုန်းကចောင်းတက်ဖူးတယ်ပေါ့နော်ဒီ address ဆိုတော့သူစင်ကာပူဘာနည်းနည်းဝါနေပေါ့အဲ့လိုမျိုးနဲ့လိန်လေတာပါအခုထိလဲ agent ကတွေမရတဲ့လူတွေလည်းရှိပါတယ်တချို့ကတော့ block သွားပြအဲ့အတွက်ဆိုတော့လင်းအောင်နေဆိုတာ TikTok မှာရှိတယ် သူတို့ကသူတို့ရဲ့အလုတ်ကြော်ညာတွေကို AI ပုံနေနဲ့ပဲတင်နေလူပုံနဲ့လုံးဝမတင်ပါဘူး။ဒါမဲ့တော့အလိန်ခံတဲ့လူတွေမှာကြတော့ဒီသူတို့ရင်းနဲ့စကားပြောထားတဲ့ဗီဒီယိုကောတွေရုပ်တွေရှိတယ်နော်။ဒါအဲ့ဒါတွေကိုကြည့်ရင်မအောင်မြဲတဲ့မိကြတယ်။ဘယ်အေဂျင့်ကောင်းလဲ။ဘယ်အေဂျင့်ကောင်းလဲဆိုတာ။အော်နောက်ပြီးလွလွယ်လေးဒီလိုလူအကောင့်လိုက်ကြီးတွေမြင်နေရတာမှာလိန်လဲသွားတာတွေမယောတာတွေ တချို့ဆရာနာမည်ခံပြီးတော့လိမ်လဲတာတွေအများကြီးရှိနေအမကပြောလိုက်တဲ့အေဂျင့်နေဒီဟာတွေလိမ်လဲပါတယ်မမမကန်လုပ်နေပါတယ်လို့ပြောလိုက်တဲ့လူတွေတိုင်းမှာအမစကားပြောနေမှာအမမှာ data အချက်လက်အကုန်ရှိတယ်အမလူတစ်ယောက်ကအမကိုလာပြောရင်အတင်းကိုအမစိတ်ဝင်စားအများလာပြောပြီးဆိုရင်အမ data အချက်လက်တေးသေးချာချာတက်တေးခိုင်လုံးမှအမချပြတာနော်အပြောလောက်နဲ့အမကမပြောတတ်ဘူး နော်မတ်ထပ်ပြောလိုက်ပြီဆိုတဲ့စကားမတ်ထပ်ရဲ့နှုတ်ထွက်စကားမှာအကုန်သက်သေရှိတယ်။အဲ့ဒါတော့အလုံးသိစေခြင်းပါ။ဟိုတချို့ပေါ့နော်။တချို့ဆိုရလဲပေါ့နော်။အခုအမအကိုပြန်ဆောင်းမြောင်းပြောတယ်ဆိုရင်ယောက်ျားကြီးပြီဆိုရင်တတ်သိမရှိဘဲနဲ့ပြောကြတာအများကြီးဒီကိစ္စတွေလည်းထပ်လာပါဦးမင်းနော်ဒီတော့လင်းရောင်နေဆိုတဲ့အေဂျင့်ဟာလုံးဝလူလိန်အေဂျင့်မှာအဲ့အတွက်ဆိုတော့ပေးထားတာတွေအလောက်ကြော်ညာနေတာတွေ သူတို့ရဲ့ Telegram နေမှာလည်းရှိနေတယ်။အဲ့ဒါတွေကိုစင်ကြယ်မှာရှောင်ရှားပါအမကတော့စကားအကုန်ပြောပြပြီးအမတို့လည်းလှုပ်ဆောင်စီလှုပ်ဆောင်ရမယ့်အရာတွေတော့အမတို့ဆက်လက်လှုပ်ဆောင်ပါမယ်။နောက်လူတွေဆက်အလိမ်မခံအောင်လို့အမတို့ကတော့ထွက်ကြညာပေးရတာပါနော်။အလုံးကျေးဇူးတင်ပါတယ်။ဒီလေးကတော့နိုင်ငံခြားသွားမဲ့သူတွေအနေနဲ့ agency နဲ့ချိတ်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်နော်ခုလိုလူလိမ် agency နဲ့မတွေ့အောင်လို့တေချာလေးလာစုံစမ်းပြီးမှသွားတင်နေရှင် ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမှာရှင်